ငါးသားလုံးလားရှီချောင်းဟုတ်လားဟုတ်ရှီချောင်းကနည်းနည်းလေးဆောက်ပြီနော်ဟုတ်လုံထားပြတာကြည့်ရမှာများပါတယ်ဒီမှာလေထိုင်းဆိုင်အချိုးဝဲလေးတွေအများကြီးရတယ်အချိုးပဲထူးထူးဆန်းဆန်းလေးတွေပေါ့နော်။တော့များတော့ခေါ်ပါဆိုရင်တော်တော်နာမည်ကြီးရာကြီးဆိုင်လေးอ่ะထိုင်းဆိုင်ငပြောသေးကြုံငပြောသေးကြုံငပြောသေးကြုံဒါလေးဟုတ်ကဲ့။အင်းကျစရာလေးအဲ့ဒါက อืมရင်းစားကကောင်းလားသူသူစမ်းစမ်းလေးစားရအောင်လို့အရသာရှိရလေးစားရအောင်လို့ဆိုပြီးကျွန်တော်ကတည်ထွင်ထားတာပေါ့နော်သားတွေငားတွေဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဒါသားတော့ဆိုင်တွေမှာပဲရတတ်တဲ့ဟာမျိုးပေါ့နော်သားလုံးကြော်လို့ပစုံတန်ဘူရာကြော်လို့တီရှာမုံငားဆိုလို့ရှိရင် free food မှာရမယ်လို့ဘယ်သူမှမထင်ထားဘူးပေါ့နော်ဘာလို့ကျောဒီဂျပန်ဆိုင်ကြီးတွေအဲ့လိုစားတော့ဆိုင်ကြီးတွေမှာပဲရတယ်တချို့ဆိုလို့ရှိရင်ဒီ hot pot ဆိုင်ကြီးတွေမှာပဲရတယ်နော်ပွဲနဲ့မဟုတ်ဘဲနဲ့တစ်ကောင်ချင်းချင်းတစ်လုံးချင်းချင်းရွေးလို့ရတဲ့ခါကျတော့ခုရဲ့ budget ကိုချိန်ပြီးတော့စားတော့လို့ရပါတယ်ပေါ့နော်ဈေးနှုန်းတွေအရောက်တယ်သူ600လောက်ကစားရလားဟုတ်တယ် ောက်တော့မန္တလေးလမ်းမကြီးလမ်းမအကျယ်ကြီးပဲအဲ့လမ်းမအကျယ်ကြီးမှာရှိတယ်။အဲကျတို့တံမိုးရှိသောအဖိုးတန်တရေစာကြီးပေါ့။ရောင်းနေတဲ့ရွှေတရေစာဆိုတဲ့ဒီဘက်ကဒီမှာဆိုင်လေး။ရှီရှောင်းမို့ရှိကောင်ငပြောကစုံအယောနော်မ။အဲ့ဆိုရင်ကျန်တဲ့ခုနှစ်မျိုးထည့်ပေးအောင်လားကော။ဟုတ်ဘယ်လိုထည့်ပေးအောင်လဲ။ ဒီမှာလေထိုင်းဆိုင်အချို့ဝဲလေးတွေအများကြီးရတယ်အချို့ဝဲထူးထူးဆန်းဆန်းလေးတွေပေါ့နော်ပြီးတော့အခုဒီဒီရက်ကွက်ဒီနားလာရင်မှာပေါ့နော်မြောက်တော့ကမှဆိုရင်တော်တော်နာမည်ကြီးယာကြီးဆိုင်လေးကစားရတူလေအများကြီးပဲဒါကြောင့်ခန့်ချိုကိုတိုင်းပေါ့နော်ဘယ်မုံလေးတွေကောင်းလဲဗားလေးတွေအရသာရှိလဲလာမြင့်ကြည့်ရပါမောင်လေးရှိရယ်မောင်လေးမင်္ဂလာပါမောင်လေးဆိုင်အမဆိုင်အကြောင်းလေးရတာတွေ့ရတယ်လား Facebook မှာဟုတ်ပါခွင့်လာမကြသေးဘူးဆိုအာဟုတ်တယ်နှစ်လပဲရှိသေးတယ်ခင်ဗျာနှစ်လပဲရှိသေးတယ် 2024နိုဝင်ဘာလလောက်ထဲမှာဖွင့်ထားတယ်။အာနှစ်လကျော်လောက်ရှိပြီ။ဖွင့်တာမကြသေးဘူးဆိုပေမဲ့နောက်ထပ်ရေးထားရလဲတွေ့သေးတယ်ရောင်းအားအာဟုတ်ရောင်းအားတော့ဟိုဘာဖြစ်ပါလဲအဆင်ပြေပါဘာလို့ဆိုတော့ကျွန်တော်မိတ်လည်းတော်တော်လေးရနေပြီဆိုတော့လေတချို့ဆိုလို့ရှိရင်အဲ့လိုကိုကိုဆိုင်ဖွင့်ဖို့ပျော်နေတဲ့လူတောင်ရှိပါလား။ရှိလာပြီတော့ပျော်လာပေါ့ပျော်လာပေါ့ဆိုတော့ကိုဒီမှာကျွန်တော်လမ်းဘေးအဲ့လိုမျိုးပေါ့နော် street food ဆိုပေမဲ့အဲ့လိုဆိုလူတန်းသားမျိုးလည်းလာပြီးစားကြတယ်စားကြတဲ့မှာချို့ဆိုလို့ရှိရင်အဲ့လိုကားတွေနဲ့အဝေးရနေပြီးတာကိတာကတော့ အဲ့လိုဒီတောင်တကုံလို့ပေါ့နော်တောင်ကလာလို့အားအများကြီးကနေလာပြီးတော့အားပေးကြပါနော်ပြောချင်တာကနောက်တော့တမျိုးတည်းမဟုတ်ပဲလေအဲ့လိုမျိုးညာကတမျိုးလုံးမှရှိတဲ့စားသုံးတို့တွေလာပြီးတော့အားပေးတယ်ဆိုတော့ရံဝန်တာပါခင်ဗျာအဲ့တော့ငါးသားလုံးကြော်ပါဟုတ်အဲ့အားပေးတဲ့ဖြစ်ပြောဟုတ်ခဏလုံးဆက်ပြီးနှလုံးဟုတ်မီနူးရှင်မျိုးပါဆိုလို့ရှိရင်သူကအချိုဝဲရကြတော့ကျွန်တော်နှစ်မျိုးပေါ့ထိုင်းစတိုင်ငပြောသီးကြော်နဲ့ကစုံကြော်ပေါ့ဟုတ်ဒီအာလူးလုံးကြော်ပေါ့အာလူးလုံးကြော်ကလည်းအသေးပဲပေါ့နော်အဲအာလူးလုံးကြော်ရှိရဲအာလူးလုံးကြော်ကကြာတစ်လုံး600ဒါလေးပေါ့ ပြီးကျန်တဲ့ဒီအသား၅နဲ့ဒီလုံးကြော်လေးရှိရပါတော့เนาะအဲ့ဒါကြတော့ကျွန်တော်ရှိမှာဆိုရင်ကြက်သားလုံးကြော်ရယ်ဝတားလုံးကြော်ရယ်ငါးသားလုံးကြော်ရယ်ပင်တရားလေးပေါ့အဲဒါလေးကရှီချောင်းမို့ဂျပန်၅ကြော်ပေါ့အဲဒါလေးဆိုလို့ချင်းကျွန်တော်တကောင်ရှိရပါတော့ အဲဒီဟာလေးရှိတယ်ပဇွန်တံမူရာကျော်ပဇွန်တံမူရာကျော်ပဇွန်တံမူရာကျော်ရှိတယ်ဒါဒါဆိုဘယ်လောက်လဲပဇွန်တံမူရာကျော်အဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပွဲနဲ့ရောင်းတာပေါ့နော်ပွဲနဲ့တော့တပွဲကိုဒီ2500အကောင်ကြီးသေးပုံမူတည်ပြီးတော့၄កောင်၅កောင်၆កောင်အဲ့လိုမျိုးတွေပါတာပေါ့ဟုတ်ပါစားကြည့်ကျင်နေလဲဆိုတော့ထိုင်းဆိုင်ငပြောသေးကျော်ငပြောသေးကျော်ငပြောသေးကျော်ဒီလိုဒါလေးဆိုတော့ရူးငပြောကျော်နဲ့တော့ကွဲပယ်နေတယ်လားဒီလိုမျိုးနေလေးဘယ်လိုရတာလဲတော့မသိဘူးကိုယ်ကြီးမိပြမယ်လေနော်ရူးငပြောကျော်နဲ့ကွဲတယ်ဘာလို့ဆိုတော့ အဲကျွန်တော်တို့ဒီမြန်မာအကြော်တွေကြသွားဒီမုံနှစ်ကိုတုံးပြီးတော့အကြော်မုံနဲ့ပေါ့နော်တုံးထားတော့ပါဒီဟာကြကျွန်တော်တို့ဆန်မုံကိုခြေခံပြီးတော့မှအထဲမှာသူကအုံတိဘက်လေးပါတယ်မုံနှစ်ရဲ့ဒီအထဲမှာပါတဲ့ပါဝင်ပစ္စည်းရအားလုံးပေါင်း၈မျိုးလောက်ရှိတယ်အဲအဲ့ဒါလေးကိုကျွန်တော်တို့ဒီ time style ပေါ့ယူရီးယားမှာဆိုလို့ရှိရင်သူစားလူစားများကြပေါ့နော်ဒီချိုးပွဲလေးတွေအဲ့လေးကိုကျွန်တော်ကဒီမှာအားလုံးမှာရှိရစားသုံးသူတွေစားလို့ရအောင်လို့ဆိုပြီးကျွန်တော် ကိုယ်တိုင် recipe တွေကိုလေ့လာပြီးတော့ကိုယ့်ကိုအဲ့ဒါလည်းမေးရအောင်ပဲဘာလို့ဆိုလဲယောက်ျားလေးလည်းဖြစ်တယ်နောက်ဒါအရင်ကဝါသနာပါလားဒီလိုချက်တာပြုတ်တာအဲကျွန်တော်အဲ့ချက်တာပြုတ်တာတော့ဝါသနာပါတယ်ဘာလို့ဆိုကျွန်တော်ဒီစိတ်ကြောင်းသားဘွားကလေးရပါတော့ဒီအိမ်မှာအတော်တွေရှိတယ်အဲ့လိုအဖိုးတွေအဖွားတွေကလေးရအောင်သူတို့ ်အင်းရဝေယဝိဆာတွေလုံနေတာထမင်းချက်တက်တယ်ဟင်းချက်တက်တယ်ပဲအဲ့ဒါဒီကြောင်းသားဘွားကလေးရပါအဲထူးထူးဆန်းဆန်းလေးစားရအောင်လို့ရတာရှိရလေးစားရအောင်လို့ဆိုပြီးကျွန်တော်ကတည်ထွင်ထားတာပေါ့နော်အဲအသားတွေငားတယ်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဒါဒီစားတော့ဆိုင်တွေမှာပဲရတတ်တဲ့ဟာမျိုးပေါ့နော်အသားလုံးကြော်လို့ပစုံတန်ပူရာကြော်လို့ဒီရှီရှားမှုငားဆိုလို့ရှိရင်ဒီလို street food မှာရမယ်လို့ဘယ်သူမှမထင်ထားဘူးပေါ့နော်ဘာလို့တော့တော့ဒီဂျပန်ဆိုင်ကြီးတွေအဲ့လိုစားတော့ဆိုင်ကြီးတွေမှာပဲရတချို့ဆိုလို့ရှိရင်ဒီ hot pot ဆိုင်ကြီးတွေမှာပဲရအောင်နော်အဲ့ဒါကိုကျွန်တော်ကနေပြီးတော့ဒီ street food မှာတို့အားလုံး လူသန်းသားမရေစားနိုင်အောင်လို့ဆိုပြီးကျွန်တော်အစီအစဉ်ပေးလိုက်ခါကျအစီအပြေသွားတယ်ပွဲနဲ့မဟုတ်ဖဲနဲ့တစ်ကောင်ချင်းစီတစ်လုံးချင်းစီရွေးလို့ရတဲ့ခါကျတော့ခုရဲ့ budget ကိုချိန်ပြီးတော့စားတုံးလို့ရပါတော့ဗောနော်ဈေးနှုန်းနေရာလောက်တယ်သူ600လောက်ကစားရလားဟုတ်တယ်ဟုတ်တယ်600လောက်ကစားပြီးဈေးကြီးဆုံးဆိုဘယ်လောက်လောက်ရှိပဲပြင်ပြအဲဈေးကြီးဆုံးရေလို့တော့ဟုတ်ပြီပွဲနဲ့ဖြစ်သွားပွဲကြတော့1500ဖြစ်သွားတော့1500လောက်ရှိပဲဒီတစ်လုံးချင်းစီတစ်ကောင်ချင်းစီယူလို့ရတဲ့ခါကျတော့ရာခဏန်းပဲ1000မကျော်ဘူးဗော ဒီမှာကင်ထားတယ်ကျွန်တော်ဒီအာလူးဆိုလို့ရှင်ဒါတလုံး6ပါပဲရှိတယ်။ဒါဆိုရင်လူစားများဘာလို့ဆိုတော့အပြင်မှာအာလူးကြောင်တစ်ထုပ်တောင်မှလေနည်းနည်းလေးပဲပါ။အဲ့ဒါလေးကမှ9000လောက်ပြည့်သွားပြီ။အဲ့လိုမျိုးဒီကဒီကတလုံး6ပါဆိုလို့ရှင်9000လောက်ဆိုရင်3000လင်းနဲ့ဘိုက်တော်တော်လေးဝပါတော့။ခင်ကျွန်တော်ငယ်တော့ဆိုငဖယ်ပါလုံးဝတလို့ပဲ။အဲ့လိုလုံးဝတယ်လို့လုံးတော့ရန်ကြီးဝိုင်းတဲ့ခါကြလေသူကအထဲထဲဒီချက်ဖို့ကကြခတ်သွားတာလေရန်သေးဝိုင်းကြလေဟိုဝဲသားလူကြလေမတန်အောင်ပေါ့နော်အတော်လောက်ပေါ့နော်ဟုတ်ပြီဒါလေးနဲ့ကက်ဟုတ် အာလူးတက်တက်ပဲပေါ့အထဲမှာဟိုတို့က cheese တွေပါပါလာပေါ့တို့ကလည်းကြက်သားတွေပါစီတက်ပြီးထည့်ထားလာတာပေါ့အဲ့လိုအစာသွတ်ထားတော့မဟုတ်သူကအာလူးတက်တက်ပုံမှာသူကအဲ့မုံလောင်ဥနေရဲ့ကြက်တုံနေရဲ့ဒီရုပ်ကောင်းလည်းကျွန်တော်အရသာတခြားလေးနှဲပြီးတော့ပြန်ပြီးတော့ဂျုံတွေပါနဲ့ပြန်သုံးပြန်အဂျုံတွေပါနဲ့ပြန်လုံးပါခဲ့အာလူးတက်တက်ပဲပေါ့နော်အာလူးဒါရှီချားမို့ပေါ့ဒီကောင်းလေးတိုင်တင်းလားဒါလည်းဒီမှာနာမည်ကြီးမယ်နော်ငါးနာမကြိုက်တဲ့လူရတော့မစားကြဘူးပေါ့ဒါမှဒီငါးကြာသွားစားလိုက်ရင်သူကအယိုးပါဝါစားလို့ရတယ်ဟုတ်လားအယိုးပါဝါစားရအောင်ဒါပေမဲ့အထဲမှာရှိတဲ့ ဒီဥတွေအညစ်အကြေးတွေကြာကျွန်တော်တန့်ဆင်ပြီးသွားပြီအိမ်မှာရလိုက်ပိုင်းနေပြီးတော့မှဒီရောက်တော့တော့ဘာလုပ်လဲဆိုအရင်ဆုံးဒါခြုံလေးကတ်ထားတာပေါ့ခြုံကတ်ပြီးတော့ဘာလုပ်လဲဆိုလို့ရှိရင်ဒီကြောက်အနှစ်နဲ့ကြောက်အနှစ်နဲ့ဒီဟာလေးကိုနှစ်ဖက်နဲ့အော်လန်လာအော်โอเคစားကြမဟိကောင်းကောင်းပူနွေးနွေးလေးပါရှင်အဲ့တော့အဲ့စစားတော့မယ်နော်မိုက်တယ်ဟိုအများကြီးပဲအဲငပြောသီးကြောပထမဦးဆုံးဒီဒီဒီထိုင်းဆိုင်ငပြောကြော်လေးအဲ့ဒါလေးရင်စားလိုက်မယ်အဲ့ဒါလေးစားကြင်နေရ ဆက်ဖွင့်ကြည့်လိုက်ပါနော်ဟာတဲ့ငါပြောသေးတယ်နဲ့တူလားဟုတ်ကဲ့နော်ပုံမှန်စားနေကြငါပြောကြော်ရင်လည်းဘာမတူလဲဆိုတော့အထဲကပါဝင်တဲ့ဒီငါပြောသည်အစားမတူသူကရခိုင်ငါပြောကိုတုံထားတာမွမ်း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 လေးချိုတော့ချိုတယ်ပြုတ်လေးနဲ့ကိုယ်ကြိုက်ကိုပြောအောင်မယ်ဆိုရင်တော့ကိုကအထူကြိုက်တော့ကြိုက်တာပေါ့နော်အထူကြိုက်တဲ့သူတွေဒါကြိုက်တယ်မင်းခိုင်ကျော်ဘာမှဘုံလာဦးနေကြော်ဟာတဲ့နေရကစူးကြော်လေးအဲ့လေးစားခြင်းနဲ့ဒါမဲမဲကြီးကြီးပဲပြောရဲဘလို့နေလဲပေါ့ ပြင်ရအခွန်လေးကကျွတ်လေးအထက်ရောက်ပါလို့ရှင်အစိမ့်လေးပြီးတော့ဂဇုံအချို့ရတာလေးအဲ့ဒါလေးပေါ့ဒီတိုင်းစားရင်တော့စားကောင်းမှာခင်ဗျားတို့ပုံမှန်စားနေကြဒီအလူးတွာမျိုးနဲ့မတူဘူးပေါ့နော်သူ့ရဲ့ပြောပြရရဆိုလို့ရှင်အထက်မှာအစာအစာတွေသူနေထားတာတွေမတူဘူးဆိုတော့ဘယ်လိုများကွဲလဲမသိဒါလေးကြည့်ကြအောင်ဘောလုံးလေးတိုင်းပဲကျူးစရာလေးအဲ့ဒါကငါနန်းလေးမွေးနေရပဲနေထားတဲ့ပုံစံမစလာနဲ့တော့မဟုတ်ဘူးဆိုပေမဲ့မြုပ်ကောင်းတဲ့မွေးမွေးလေးအဲ့အနံ့လေးနဲ့ ရှားလို့ကောင်းတယ်ကောင်းတယ်လို့ပြောရမယ်ဒါလေးတော်တော်ကောင်းတယ်ရိုင်းလေးရင်စားမယ်ပြီးအချင်းချင်းတူစားမယ်ဟင်းရင်းစားကောင်းတော့အဓိကတော့ပဇွန်လဲအစိမ့်ရတာလေးပဲသွားတယ်သူပဇွန်အချိုရတာတက်ပြီးတော့ပါပါပေါ့နော်ခိုင်းလို့ဒီတိုင်းရောပဇွန်ဒီတိုင်းစားတာထက်အချင်းနဲ့စားတာပိုကြိုက်တယ်ဟုတ်လဲဆိုစားလို့ကောင်းအဲ့တော့ဒါဆိုဂျပန်ဆိုင်ကြီးမှာပဲစားလို့ရမယ်ဆွိဖူမာကိုရှားရတယ်ကွာပြီးတော့ဒီငါးကိုဒီလိုကြော်ပြီးတော့ဆွိဖူမာရောင်းတာဆိုတော့အမှန်တမ်းပြောရင်လည်းကြွဒီဒီမှာပဲစားဘူးလားဒီလိုကြော်ပြီးတော့စားတာ ညီရရဲ့လည်းမဟုတ်အဲ့အရသာလေးကခိုင်တို့အတွက်ကကြိုက်တာအဲ့ဒီငါးကြိုက်တဲ့သူတွေကအဲ့အရသာကိုကြိုက်တာအဓိကလေအဲ့ကျိုးကြည့်နေတဲ့ပြိတ္တတွေချက်ဖွင့်ကြည့်ရအောင်သကောင်လုံးအမိပါမကြံအကုန်စားပလိုက်ပြီပေါ့အကုန်လုံးစားလို့ရတယ်ဆိုတော့ဒါလာစားရမယ်နေ့တိုင်းစားမယ်ဆိုရင်ဘာစားကျင်လဲဆိုတော့အာလူးအာလူးကြိုက်တယ်အာလူးတကယ်ကြိုက်တယ်အသားလုံးကြော်လေးတွေရာဆိုဘယ်ဟာကြိုက်လဲဆိုတော့ငက်ဖက်အဖေကြိုက်တယ်အဲကျန်တာကတော့လာမြည်ကြည့်တာပေါ့နော်ခင်ဗျာအဲသုံးမျိုးကခင်ဗျာ favorite ပေါ့ကဲကျန်တဲ့ပွဲလေးတွေခင်ဗျာချက်ရှင်းလိုက်အောင်မယ်နော်မပြောတော့စားတော့မယ် ေးဇူးပါကျေးဇူးပါတေးပါပါဆက်ဆွဲလာခဲ့ရတော့အဲ့တော့ခင်ဗျို့ပေးနေကြတာခင်ဗျို့ review လေးတွေပြောမယ်ပေါ့နော်အဒီမားလေခင်ဗျို့တခုပြောဖို့မိသွားအရေးကြီးရလေစီစော်ဆိုဝင်မဲ့လေဟိုစီအဲ့လိုစီတွေရွှဲပြီးတော့အများကြီးအဲ့လိုမဟုတ်ဘူးဒီလား C66 ကလေးနဲ့ဆိုတော့လေဟိုစီကရွှဲနေအောင်မကြိုက်တဲ့သူတွေလည်းဒီဇိုင်းလေးကိုကြိုက်ကြလိမ့်မယ်ဒီလားနေ့လေ3နာရီနဲ့ည6နာရီလောက်ထိဖွင့်နေတဲ့ဒီမှာလာပြီးတော့စားလို့ရတယ်ဖုန်းတွေနဲ့လည်းမလို့ရတယ်ဒီလားလိပ်စာကကြတော့လေသူကမန်ဘာခိုင်လန်းနဲ့သူကမန္တလေးလမ်းမကြီးဒီစုံတဲ့နေရာပေါ့နော်မြားတော်ကောင်မှာရှိတယ်အဲ့တော့အရသာလဲ5 star ဈေးနှုန်းကတော့600လောက်ကနေစပြီးတော့ ပွဲနဲ့ရောင်းတဲ့ဟာ2500ပွဲနဲ့လေပဇွန်တို့ပါတို့အဲအဲ့ဒါဆိုတော့ဈေးနှုန်းကလည်းခကြို့စိတ်ထဲမှာတော့တန်တယ်လို့ထင်တယ်ကိုယ့်ရဲ့အမြင်ပေါ့နော်အဲ့တော့အဲ့အတွက်လည်း5 star ပါရှင့်ကြည့်အားလုံးပဲခကြို့ပြန်တော့မယ်စိုင်ပိတ်ရက်ကတင်းတင်းနာနေတည့်ရက်တော့ပိတ်တယ်အားလုံးပဲတတားလို့ပြန်ပြီ